င်္ဂလာပါရှင်ဒီနေ့ကတော့ငွေတော့အမင်းနှို့မွန်ပြည်နယ်စက်တောင်မှာစားတဲ့ပုံစံလေးစားမှာဖြစ်ပါတယ်ဒူးဝင်းသီးနဲ့ထမင်းနဲ့စားမှာဖြစ်ပါတယ်ဒူးဝင်းသီးပေါ်ချိန်ဆိုမင်းနှို့အိမ်မှာဆိုရင်ဒူးဝင်းသီးနဲ့ထမင်းနဲ့ကိုခဏခဏစားပါတယ်ဒါငွေငွေတော့မင်းနှို့စက်တောင်မှာဆိုရင်တော့ grind တို့တီးရတော့နာမည်ကြီးပါတယ်ပဲနော်မုံမီနေရထွက်တယ်ဒူရင်ဒီဂရိုင်းတို့တီးဆိုတာနာမည်ကြီးပါမိချောင်းကောင်းလို့ပါဆိုအရန်ကောင်းပါတယ်ဒါကတော့မင်းနေဘကိုကဝယ်တဲ့အလုံးလေးပါနော် လုံးလေးပါသူလည်းအလိုမိချောင်းကောင်းလို့အရှိလေးဆိုတော့မင်းကြီးကဒါလေးကြိုက်လို့တောင်းကွဲနဲ့မင်းကြီးဝဲခဲ့တာဖြစ်ပါတယ်ဗမာသီးလေးပါတကယ်တကယ်ကြတော့ဒူးရင်သီးဆိုမင်းကြီးကဗမာသီးကြိုက်ပါဗမာသီးကချိုခါရတာလေးအရန်ကောင်းပါတယ်ဟိုမွေးတာခုခွဲလိုက်တာဒါမွေးလိုက်ဟိုလေးအများကြီးရပါတယ်ကြောက်ကြီးအချိန်မှာဒီဈေးလေးနဲ့ကတော့ဒါမစိုးပါဘူးပေါ့နော်မင်းကြီးတို့ဝဲလာတာလေးက ေတပန်ရပါတယ်ဒါတထောင်ခွဲဘူးပါခုဆိုလို့ရှိရင်မင်းနေဒါထမင်းလေးနဲ့စားတော့မှာဖြစ်ပါတယ်ဝင်းဒီကိုသမင်းတပကံဆိုရင်ဒူးဒီကို3လေးမွာလောက်တာထဲအတော်ပါပဲပေါ့နော်အခုဆိုရင်ဒူးရင်ဒီရဲ့အရာတော်ဒီသက်စားခြင်းလို့မင်းနေအရင်ဆုံးလေးမီးစမ်းလိုက်ပါတယ်ဒူးရင်ဒီလေးကချိုခါလေးပါ ဒါမင်းအထင်ကတော့ဒါရေးသီးပါပဲเนาะရေးသီးရဲ့အရာသာ ချိုးပြီးခါပြီးအရာသာမင်းဒီကောင်းပါလေဒါပေမဲ့ तू ကအသားနည်းနည်းနည်းပါတယ်တန်တောင်ဒီကြောက်ကြီးသီးဆိုတာကတော့ဒီအသားချိုးခါပြီးတော့အသားထူတယ် तू ကအစီသေးတယ်ရေးရနည်းနည်းအစီကြီးတယ်ဒါမင်းနည်းတော့ तू ကတော့ကြောက်ကြီးသီးလို့ပြောလိုက်တာပေါ့เนาะဒါပေမဲ့မင်းနည်းထင်ပါလေဒီကရေးသီးပါเนาะမော်မြန်ရေးသီးပါဒါပေမဲ့အရာသာတွေကတော့ရှိတယ်အကြောင်းကိုအရာသာတွေကကြိုက်ပါတယ် အဲ့တော့ဒီရတာနဲ့တကြားလေးနဲ့စားလေးတမုံတမုံဖြူလိုက်တဲ့ခါမှာတော့ share ပဲပေါ့နော်ဒူးရင်းဒီရတာသုံးမွာလောက်ထဲနေတာထမင်းမှာပြည့်နှက်ပြီးတော့အနှစ်တည်းအများကြီးရပါတယ်အဒူးရင်းဒီပေါ်ချိန်ဆိုမဲနှင်းတို့ဒါဆက်တောင်းမှာမဲနှင်းတို့ကထမင်းနဲ့ဟင်းနဲ့ဆိုတာအချိန်ဆိုတော့ဒါပဲမဲနှင်းတို့စားကြတာမဲနှင်းတို့ရဲ့အိမ်ကောင်းကြီးမှာကဒူးရင်းဒီတိုင်ရှိတာရမ်းကောင်းတယ်ချိုခါမွှေးနာပဲဆက်တောင်းဘက်ကထွက်တာ ဝင်းနေစားရင်အမေကိုလည်းသတိရပါတယ်လို့အမှတ်တရလေးတွေပါနော်ငငယ်တော့တဝစားခဲ့ရပါခုချိန်မှဆိုဒူးရင်းသီးတွေဈေးကြီးလို့မစားနိုင်ပါဘူးမင်းနင်းတို့တစ်ခါတစ်ခါဝယ်စားဖို့တစ်လုံးတစ်လုံးစားဖို့ဟာဒါခီးသွားလို့ဝယ်ပြင်းနေတဲ့ဒါမင်းနင်းတို့ဒါဒါစားရင်းနဲ့ဒါဘလော့လေးရိုက်ပြီးတော့ကိုတေတာအစားစားလေးကိုတင်ပေးတာဖြစ်ပါတယ်ဒါငငယ်တော့ဆိုလေနေ့တိုင်းနှိပါစားရတယ်ဝင်းသီးပေါ်ချိန်ဆိုကအသူတို့ပင်ကြားတို့ဟိုကွဲတာတွေတို့ရှိနေမင်းနင်းတို့ဈေးတက်တက်တက်လေးနဲ့ပေးတာ အဲ့လိုပေါ့နော်အခုကလေးတွေအခုချိန်ဆိုရင်ဒါတောင်းတောင်းပုံမှန်သူတွေဆိုဒူဝင်ဒီတလုံးတလုံးဝယ်စားဖို့မလွယ်ဘူးပေါ့နော်ကဲအခုကတော့ဒီနေ့ကတော့ဒူဝင်ဒီနဲ့ထမင်းနဲ့နေစားတာလေးကိုဝန်ပြီးနေရဲ့ဒလိလေးပေါ့နော်ဒါလေးကိုမင်းနေစားလိုက်တာပါကဲအဲ့တော့ဒူဝင်ဒီမှာကတ်နေတဲ့အသားလေးတွေလည်းထပ်စားတယ်ပြီးတော့နောက်ထပ်ဒူရင်ဒီရလည်းအမွှားတွေလည်းထပ်စားလို့ရပါသေးတယ် ဒူးဝင်းဒီကတရက်တည်းခွဲပြီးတရက်တည်းတစ်ခါတည်းစားတာပဲကောင်းတယ်။ရေကက်တစ်တာတည်းထည့်ပြီးနောက်နေ့တွေစားမယ်ဆိုရင်အရသာမင်းနေကတော့မကြိုက်တော့ပါဘူးနော်။အဲ့တော့မင်းနေကတော့သွေးတိုးတော့မရှိပါဘူးတစ်ခါတစ်ခါတော့အစာများလို့ရှိရင်တော့ခေါင်းလေးတာတော့ဘာလို့ဖြစ်တတ်ပါလဲ။အဲ့တော့ဒါပေမဲ့ဒီနေ့လေသွေးတိုးလေသွေးတိုးပေါ့နော်။စားလက်စားနေဆိုတော့နည်းနည်းလေးဝအောင်စားလိုက်ပါတယ်လို့ကဲနောက်ထပ်လည်းဒီလိုမျိုး blog လေးတွေဆက်လက်ပြီးတင်ပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်